ကဲတားရသမီးတို့ရေဆရာတို့ဒီကဘာကိုဆက်ပြီးတော့လေ့ကျင့်ကြမလဲဆိုတော့တားရသမီးတို့ရှေ့ရသင်ခန်းစာတွေမှာဆရာသင်သွားတာ alphabet တွေထဲမှာ long sound တွေအတန်လေးကိုရှေ့ရှေ့လေးဆွဲပြီးတော့ထွက်ရတဲ့ alphabet တွေမှတ်မိမယ်လို့ဆရာထင်တယ်နော်ကဲဘာတွေဖြစ်မလဲအဲ့ဒီ alphabet တွေရွတ်ကြည့်ပါဦးမှတ်မိရင် l m n s z ဒီငါးလုံးဒီဗာလဲဆရာတို့ long sound ရှိရှိနော်အတန်ထွက်လို့ရှိရင်ရှေ့ရှေ့လေးဆွဲပြီးထွက် ဆိုတော့ဒီ alphabet ငားလုံးကိုဆရာတို့ကရေးလို့ရှိရင်ဘယ်လိုရေးရမလဲဒါလေးကတီးထားဖို့လိုတယ်ကဲဒါဆိုရင်သားသမီးတို့ဒီငားလုံးမရေးချင်ကြဘူးလားကဲဒါဆိုရင်ဆရာနဲ့အတူတူရေးနည်းလေးတွေကြည့်လိုက်ကြအောင်ကဲသားသမီးတို့ရေခဲရန်လေးတွေခြင်ထားမယ်ဆရာရေးပြတဲ့အတိုင်းအတူတူလေ့ကျင့်မယ်နော်ကဲဒါဆိုစပြီပထမဆုံးဗာလဲ L ကဲဒါဆိုရင်ဆရာ L လေးကိုရေးနည်းလေးကိုရေးပြမယ် စပြီအဲဘလိုရေးမလဲလွယ်လွယ်လေးဒုတ်ချောင်းလေးတစ်ချောင်းနဲ့เนาะအပေါ်ကနေစပြီခဲတံလေးကိုထောက်အောက်ကိုတက်တက်လေးဆွဲချဒါ L ပဲဒါတော့เนาะဘာမှမခက်ပါဘူးကဲဒါဆိုရင်ဒီက L လေးကိုနောက်တစ်ခါထပ်ရေးမယ်ရေးပြီးသွားရင်ဆရာတို့ L ရဲ့အတန်ဒရက်ကလေးကိုပါဆရာတို့ပါဇက်ကနေလိုက်ရွတ်မယ်ဆရာလိုလိုက်ရေးမယ်เนาะစပြီ L ဟူး very good တော်ရဲဒါတို့မျိုး okay ဒါဆိုရင်ဆရာတို့ LB နောက်တစ်လုံးပါလဲ M okay ဒါဆိုရင် M လေးကိုဆရာတို့ဘယ်လိုရေးရမလဲရင်းနီးလေးကိုတရားကြည့်မယ် okay ဒါဆိုရင်ဆရာရေးပြီနော်ပထမဆုံး तू ကဘာလေးလဲဆိုတော့ဒီလိုမျိုးလေးအရင်ဆွဲချဆွဲချပြီးတော့မှတခုံနှစ်ခုံ okay ဒါဆိုရင် M လေးဖြစ်သွားပြီနော်ဆိုတော့ M မှာဆရာတို့နှစ်ခုံဆွဲရမယ်နော် ဆိုတော့နှကုံးဆွဲလို့ရှိရင်ဆရာတို့မြန်မာမှာကာကြီးနဲ့မတူတာကာကြီးကကျတော့ဒီလိုမျိုးတန်းပြီးတော့နှကုံးဆွဲဆရာတို့အမကျတော့အဲ့လိုမသွားဘူးအကုန်းလေးနှကုံးမလိုက်ရင်ဒီလိုမျိုးအဆန်လေးတော့အရင်ဆုံးလာမယ်ပြီးသွားတော့မှတကုံးနှကုံးဒီလိုမျိုးလေးဆွဲရမယ်ကဲဒါဆိုဇာတို့ဗီဒီယိုဒီကတခါထပ်ပြီးတော့လေ့ကျင့်မယ်ပါဇက်ကနေအတန်တွေထွက်မယ်လာပြီနော်ဆွဲပြီဒီချာကြည့်မယ် m mm. ော်လိုက်တာဒါโอเคဒါဆိုရင်ဆရာတို့ဒီက M ပြီးရင် N N နဲ့ဆွဲကြည့်မယ် N ကြတော့ M နဲ့မတူတာဘာဖြစ်သွားမလဲတခုံးယော့သွားတယ်ဒါပဲเนาะ M မှာကြတော့ဆရာတို့ကနှခုံးဆွဲတယ် N ကြတော့သူကတခုံးပဲဆိုတော့အခုနောက်တိုင်းပဲဆွဲတဲ့နေရာဘယ်လိုလာမလဲအရင်ဆုံးသူ့ရဲ့ဒီမှာအဆန်လေးဆွဲမယ်ဆွဲချပြီးရင်တခုံးဒါပဲ n အဲ့ဒါပဲเนาะ m မှာလို့ဆရာတို့နှခုံးမဆွဲဘူးတခုံးပဲဆွဲမယ် ကဲဒါဆိုရင်နောက်တစ်ခါထပ်ရေးမယ်အသံထွက်ကလေးကိုပါထွက်ကြည့်မယ်တူတူဆွဲမယ်ကဲစပြီ n mm ကဲရန်တော်ရဲဒါတို့ပြီးတော့ကဲဟုတ်ပြီဒါဆိုဆရာတို့ဒီတစ်ခါနောက်တစ်လုံးပါရှိအောင်မလဲ s s ကိုဆွဲမယ်နော် s ရတော့ तू ကဘလိုလေးလဲဆိုတော့ဆရာဆွဲပြမယ်စာဆွဲမယ်နော်သူ့ရဲ့ခေါင်းလေးကနေစပါအပေါ်ကနေစစရက် S ဟောကောက်ကောက်ကလေး S ကကြာဆရာမွေးလိုပဲကောက်ကောက်ကလေးဖြစ်နော်ဆိုတော့ S ကိုဆွဲတဲ့ခါမှာဆရာတို့ကတစ်ချက်ပဲဆွဲမယ်နော်နော်နှစ်ချက်တွေပါလိမ့်ဆွဲတာလीမရှိဘူး S ကတစ်ချက်ဆွဲလို့ရှိရင်လည်းအောက်ကနေစပြီးတော့မဝိုက်ရဘူးအပေါ်ကနေပဲစပြီးတော့ဆွဲမယ်တစ်ချက်ဟုတ်ပြီနော်ဒါတို့ပြီโอเคဒါဆိုဇာတို့ပြီးလို့ရေးဆရာတို့ S ကိုတစ်ခေါက်ထပ်ဆွဲမယ်ပြီးရင် S ရဲ့အတန်အတွက်ကိုထွက်ကြည့်မယ်ဆွဲပြီ S 1 2 3 ော်ရီ very good ရဲဒါဆိုဒါတို့မျိုးဆရာတို့အခုဆွဲလာတာဒီ၅လုံးမှာနောက်ဆုံးတစ်လုံးမှကျန်တော့တယ်ဗာလေးလေ Z ကဲဒါဆိုရင် Z လေးကိုဆရာတို့ဆွဲကြည့်လိုက်ကြအောင်တေချာကြည့်မတော့ဆွဲနေကို Z စပြီတစ်ချက်နှစ်ချက်သုံးချက်ဟုတ်ကဲ့နော် Z ကိုဆွဲရင်ဆရာတို့ဘယ်နှခါဆွဲမလဲသုံးချက်ဟုတ်ကဲ့နော်သုံးချက်ကိုဆရာ လိုမျိုးတစ်ချက်လာမယ်အောက်ကိုတစ်ချက်ဆင်းမယ်ဒီဘက်ကိုတစ်ချက်ပြန်သွားမယ်အဲ့ဒါဇီဆိုရင်ဒီကဲဆိုတာတို့ညီတို့เนาะဒါဇီလေးကိုဆရာတို့ဆွဲနီးလေးကိုနောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်เนาะကဲဒါဆိုရင်လေ့ကျင့်မယ်အတန်ဒရက်ကလေးကိုပါထွက်မယ်စပြီဇီတစ်ချက်တစ်ချက်သုံးချက်ဇီ ဒါတို့သမီးတို့တအားတော်တယ်ကဲဒါတို့သမီးတို့ကြီးဒါဆိုဆရာတို့ဒီနေ့ရေးသွားတာဘာကိုရေးသွားတာလဲ long sounds တွေဖြစ်တဲ့ l m n s z ဒီငါးလုံး long sounds တွေထွက်တဲ့ငါးလုံးကိုဆရာတို့ဒီနေ့ရေးပြသွားတာဖြစ်ပါတယ်ဆိုတော့ဆရာနဲ့ဒါတို့သမီးတို့နဲ့တူတူဒီနေ့တူတူလေ့ကျင့်နေတူတူရေးရဲဆိုတော့ဒါတို့သမီးတို့လည်းဒီရင်းနှီးလေးတွေကိုနားလည်သွားပြီးသိသွားပြီးလို့ဆရာထင်ပါတယ်ကဲဒါဆိုဒါတို့သမီးတို့ရေးဒီခါတော့ဆရာတို့တစ်ခေါက် လေ့ကျင့်သွားတာတော့ဟုတ်ပါပြီ ဒါเนาะဒါဆိုရင်ဒါတို့သမီးတို့ပို့ပြီးတော့ခေါင်းထဲမှာမှတ်သွားအောင်ဆွဲသွားအောင်ဒါတို့သမီးတို့ဒီရင်းနှီးလေးတွေကိုအိမ်မှာထပ်ပြီးတော့နောက်တစ်ခါကိုယ့်အကူပြန်ပြီးတော့လေ့ကျင့်ကြည့်ကြပါ thank you